ဂျပန်ကစစ်အခြေဆိုင်စခန်းကိုပူးတွဲစစ်ဆင်ရေးတပ်ဌာနချုပ်အဖြစ်အစ်မြင့်ပြောင်းလဲမည်ဟုအမေရိကန်ပြောဂျပန်နိုင်ငံမှာအခြေဆိုင်တဲ့အမေရိကန်တပ်ဖွဲ့ကိုပူးတွဲစစ်ဆင်ရေးတပ်ဖွဲ့ဌာနချုပ်အဖြစ်စတင်အစ်မြင့်ဖွဲ့စည်းကြောင်းအမေရိကန်ကာကွယ်ရေးဝန်ကြီးပီဟတ်ဆက်ကဂျပန်ကာကွယ်ရေးဝန်ကြီးဂျန်နကာတာနီနဲ့တိုကျိုမြို့တော်မှာမတ်လ29ရက်ကပြုလုပ်တဲ့ပူးတွဲသတင်းစာရှင်းလင်းပွဲမှာပြောပါတယ် ပူတွဲဌာနချုပ်အဖြစ်အစင်းမြင့်လိုက်ပြီဖြစ်လို့အရေးပေါ်အခြေအနေဒါမှမဟုတ်အကြက်တဲ့တစုံတရာကိုချက်ချင်းတုံ့ပြန်ဖြေရှင်းနိုင်မဲ့ဆင်းအခြေဆိုင်စခန်းဖြစ်လာမယ်လို့ Behab ဆက်ကပြောပါတယ်။ပူတွဲဌာနချုပ်အဖြစ်စားတဲ့အစင်းမြင့်ဖွဲ့စည်းခြင်းဟာတိုင်ဝမ်ရေလက်ကြအပါဝင်အင်ဒိုပစိဖိတ်ဒေသမှာကွန်မြူနီတရုတ်ရဲ့ရန်ကိုကြိုတင်ကာကွယ်ဟတ်တာဖို့အတွက်ဖြစ်တယ်လို့လည်း Behab ဆက်ကပြောသွားပါတယ်။အမေရိကန်ကာကွယ်ရေးဝန်ကြီး Behab ဆက်ဟာ သူ့ရဲ့ပထမဆုံး Indo-Pacific ခေးစဉ်အဖြစ်ဖိလစ်ပိုင်နိုင်ငံကို ပထမဆုံးသွားရောက်ခဲ့ပြီးဂျပန်နိုင်ငံကိုဆက်လက်သွားရောက်ခဲ့တာဖြစ်ပါတယ်။သူရဲ့ခီးစင်တစ်ခုလုံးမှာကွန်ပျူနီတရုတ်ရန်ကိုကာကွယ်ဖို့ဆိုတဲ့အချက်ကိုအတိအကျထားပြောဆိုသွားတာတွေ့ရပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။